တိဥဆိုရာကမြမစက်တက်လောက်ခံကိုကံပြည်သူစစ်အဖွဲ့ဟောင်းမိလျှောက်ချမ်းဤမိသားစုဝင်၁၂ဦးကိုတေတန်းချမှတ်တိဥဆိုရာကမြမစက်တက်လောက်ခံကိုကံပြည်သူစစ်အဖွဲ့ဝင်ဟောင်းမိလျှောက်ချမ်းဤမိသားစုဝင်၁၂ဦးကိုလူသက်မှုကြားဖြတ်လိန်လဲမှုဥပဒေမဲ့ဖမ်းဆီးမှုလောင်ကစားမှုနဲ့ပြစ်ဒဏ်စားမှုမူရည်စေဝါမှုများဖြင့်တည်ထောင်ချမှတ်လိုက်ကြောင်းတရုတ်နိုင်ငံမှလာသောသတင်းများအရသိရပါသည်။ကြားဖြတ်ငွေလိမ်ခံများပါရာဇဝတ်မှုများဖြင့်ဆက်ဆက်နေသောမိလျှောက်ကျန်း၏တာဖြစ်သူမှလည်း တရုတ်အာဏာပိုင်များထံသို့မြန်မာစစ်တပ်က2023ခုနှစ်နဝင်ဘာလမှလွှဲပြောင်းပေးခဲ့ကြောင်းမိလျှောက်ကျန်းဤသားအသက်43နှစ်သည့်မြန်မာစစ်တပ်ရဲ့ကုတ်ကဲမှုများအောက်တွင်တာဝန်ထမ်းဆောင်နေသည့်ကိုကန့်နေစာဆောက်တပ်၏ခေါင်းဆောင်ဖြစ်ကြောင်း2024ခုနှစ်ဒီဇင်ဘာလတွင်၎င်းတို့ပါဝင်ပြည်မှုကျွလွန်သူတရက်ခန့်39ဦးကိုစွပ်စွဲချက်တင်ပြီးဆယ်လနေပါကြတွင်အမိန့်ချခဲ့ကြောင်းသိရပါသည် တရုတ်နိုင်ငံအရှေ့ပိုင်းခရိုင်တွင်ကြားဖြတ်ငွေလင်ကဲများတရုတ်နိုင်ငံအရှေ့ပိုင်းခရိုင်တွင်ကြားဖြတ်ငွေလင်ကဲများပါဝင်ပြည်မှုကျူလွန်သူတရက်ခန်39ဦးကိုဆွဲချက်တင်ခဲ့ပြီး၎င်းတို့နှင့်16ဦးမှာတော့မြန်မာနိုင်ငံသားများဖြစ်ပြီး၎င်းတို့ကိုလူသက်မှုလိမ့်လေမှုဥပဒေမဲ့ထိမ့်သိမှုများစနစ်တကျလောင်းကစားမှုများနဲ့ပြစ်ဒဏ်စာမှုများမူရစေဝါရောင်းဝယ်ဖောက်ကားမှုတို့အပါအဝင်ပြစ်မှုများဖြင့်အမိန့်ချခဲ့ကြောင်းသိရပါရယ်ကိုခန့်ပြည်သူစစ်ဖွဲ့ခေါင်းဆောင်ဖြစ်သောမိလျှောက်ကြမှာမူ တရုတ်ကနေဖဝရချုပ်တင်တွင်မိမိကိုယ်ကိုတက်သေးသွားခဲ့ပါတယ်။တရုတ်နိုင်ငံနနမိတ်ပြင်ပကိုကန့်ဒေတာရင်ဖြစ်ပွားခဲ့သောရာဇဝတ်မှုများဖြစ်တော့လေတရုတ်နိုင်ငံသားများ၏ကိုပိုင်ခွင့်ရများကိုချိုးပေါက်ခဲ့ခြင်းဖြစ်တာကြောင့်တရုတ်အာဏာပိုင်များကရင်းမှုများကိုစီရင်ပိုင်ခွင့်ရှိတယ်လို့တရုတ်ဆိုရာကဖန်ဆီးမိတ်ချခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်မြန်မာစစ်တပ်က2024ခုနှစ် ဇန်နဝါရီလအတွင်းတွင်ရှမ်းမြည်နယ်မြောက်ပိုင်းလောက်ကင်ဒေသမှကြာဖြတ် online ငွေလင်ကိန်းများမှအ धिक ကြသောတရက်ခန်းများဖြစ်သောပေဆောက်ချင်းအပါအဝင်ဆယ်ဦးကိုတော့စစ်ကောင်စီကတရုတ်ထံသို့လွှဲပြောင်းပေးရခဲ့ကြောင်းသိရပါသည်။တရုတ်ဆိုရာကမြန်မာစစ်တပ်လောက်ကန်ကိုကန့်ပြည်သူစစ်အဖွဲ့ဟောင်းမီရှောက်ချန်၏မိသားစုဝင်၁၂ဦးကိုတည်တံ့ချမှတ်တရုတ်ဆိုရာကမြမစတက်လောက်ခံကိုကန့်ပြည်သူစစ်အဖွဲ့ဝင်ဟောင်းမီရှောက်ချန်၏မိသားစုဝင်၁၂ဦးကိုလူသက်မှုကြားဖြတ်လိမ်လည်မှုဥပဒေမဲ့ဖမ်းဆီးမှု လောင်ကစားမှုနဲ့ဖြစ်တန်စားမှုမူရည်ဈေးဝါမှုများဖြစ်တည်တံ့ချမှတ်လိုက်ကြောင်းတရုတ်နိုင်ငံမှလာသောသတင်းများရသိရပါသည်ကြားပြငွေလင်ကမ်းများပေါ်ရာဇဝတ်မှုများဖြစ်ဆက်ဆက်နေသောမြူလျှောက်ကြမ်းရေးတာဖြစ်သူမှလည်းတရုတ်အာဏာပိုင်များထံသို့မြန်မာစစ်တပ်က2023ခုနှစ်နဝေဘာလမှလွှဲပြောင်းပေးခဲ့ကြောင်းမြူလျှောက်ကြမ်းရေးတာအသက်43နှစ်သည့်မြမစတဲ့ရေကိုကဲမှုများအောက်တွင်တာဝန်ထမ်းဆောင်နေသည့်ကိုကက်နေစာဆောက်တဲ့ခေါင်းဆောင်ဖြစ်သော2024ခုနှစ်ဒီဇင်ဘာလ